မြန်မာနိုင်ငံတွင်းမှာတစားတစားမြင့်တက်လာနေတဲ့နိုင်ငံသားယင်းနှိမ့်မြုပ်နယ်မှုနဲ့နိုင်ငံသားခီးတွားလုပ်ငန်းတွေနဲ့အတူနိုင်ငံသားဘာသာတွေနဲ့ထွက်ဝေတဲ့သတင်းစာတွေတစားတစားကြီးထွားလာနေပါတယ်။ဂျပန်ခီးတွားတွေဂျပန်စီးပွားရေးသမားတွေအတွက်ရန်ကုန်ပရက်သတင်းစာတစောင်းထွက်ဝေနေတာတစ်နှစ်ရှိပါပြီ။မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အမှန်တွေကိုရရှိစေဖို့အတွက်ရည်ရွယ်ပြီးပုံနှိပ်ထွက်ဝေတာဖြစ်တယ်လို့အယ်ဒီတာချုပ်ကဆိုပါတယ်။အခုဆို လေးစိတ်တွေတန်ယုံနေ ဂျပန်စီးပွားရေးကုမ္ပဏီတွေစားတောက်ဆိုင်တွေရောက်ဖြန့်ချိနေတာစောင့်ရီ2000ကျော်နေပြီလို့လည်းဆိုပါတယ် I think that Yangon it's okay, but the other rock of the city, you know, we're sending it to the, the delivery system. So I don't know how long it takes, but the, I, I, I want to send to the two main uh, city or Lagan or Madre or the, any other city, even a hotel or restaurant, if they need it, please to choose the set up as a transportation or hosting system. So we're sending the, not only Yangon, all over the Myanmar Group city, this, this newspaper, because uh, this year or next year, the more Japanese coming up to, the day we go into the rock, even local city, the day the information. ဂျပန်ဘာသာကျွမ်းကျင်တဲ့မြန်မာသတင်းတော်ခုနှစ်ယောက်ပါဝင်ဝန်ထမ်း၉ယောက်နဲ့လေပတ်နေတဲ့ရန်ကုန်ပရက်စ်မှာ ခီးသွွားကော်လံကိုတောင်းဝင်ယူထားရတဲ့သတင်းထောက်မတ်သိန်ကြီးအောင်ကအလုတ်ကိုမုတ်ဆိုးဆိုင်တင်လုတ်ကင်ရင်လုတ်ကင်တက်သွားတယ်လို့ဆိုပါတယ်။ရန်ကုန်ပရက်စ်ကသူကပထမဦးဆုံး2013မိမှာစာတုံးကရှင်းမြတ်လာတဲ့ရှိရဲ့ရှင်။အဲ့တုန်းကခေါင်းစဉ်နဲ့နေတယ်သူကဂျပန်ပုံစံနဲ့ပဲထုတ်တာဆိုတော့သူ့ခေါင်းစဉ်အောင်မှာသူနဲ့သက်ဆိုင်တဲ့အကြောင်းအရာပဲဖော်ပြသွားတာပေါ့နော်။အခုကျတော့20နဲ့ရှင်းမြတ်လာဖြစ်သွားပြီ။ ဒီလားဆိုလို့ရှိရင်လေးမျက်နှာထပ်ထုတ်ဖို့ရှိရတော့ဒါမျက်နှာ30ဖြစ်သွားပြီပေါ့နော်အဲ့ဒီအခါကျတော့အဲ့ရှင်းမျက်နှာကနေစတဲ့အခါကျတော့တဖြည်းဖြည်းချင်းလေးမျက်နှာဒီလေးမျက်နှာစီကျိုးသွားတော့သူ့ category နဲ့သူဘောနောအလုတ်ကနေပြီးတော့ပဲလေးလာသွားတာပါရှင်လားစင်ထုတ်ဂျပန်ဘာသာနဲ့သတင်းစာကိုရန်ကုန်မှာဖြန့်ချီရတာအဆင်ပြေပေမဲ့တဲယူပို့ဆောင်ရေးစူးဝါမှုကြောင့်အခြားမျိုးတွေကိုအချိန်မီရောက်ဖို့ဆိုတာအခက်အခဲတွေရှိနေသေးပဲလို့ဆိုပါတယ်လာမယ့်နှစ်တွေအတွင်း ဂျပန်လူမျိုးတွေမြန်မာနိုင်ငံကိုအများပြားဝင်ရောက်ဖို့ရှိတာကြောင့်မြန်မာပြည်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေပိုပြီးလိုအပ်လာမှာဖြစ်တယ်လို့ဆိုပါတယ်။